မင်္ဂလာပါကျွန်တော်ရဟိမင်းသူပါကျွန်တော်ဒီနေ့ကျွန်တော်မြန်မာနိုင်ငံမှာရှိတဲ့စာတောက်ကုံရောင်းဝယ်တဲ့သူတွေနဲ့ကုန်ပစ္စည်းရောင်းဝယ်တဲ့မိဘပြည်သူအားလုံးကိုကျွန်တော်ဒီနေ့မှာမြန်မာနိုင်ငံသားတယောက်အနေနဲ့တခုတောင်းပန်ချင်ပါတယ်တောင်းဆိုချင်ပါတယ်အဲ့ဒါဘာလဲဆိုတော့ကုန်ပစ္စည်းတွေစာတောက်ကုန်တွေကိုပုံမှန်ဈေးထက်မတက်ပါနဲ့ဗျာ ။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်မြန်မာနိုင်ငံကတကယ်ကိုအခက်ခဲဆုံးအခြေအနေတွေကအခက်ခဲဆုံးအခြေအနေကိုရောက်နေတဲ့အခြေအနေဖြစ်ပါတယ်။ဒီလိုအခြေအနေဒီလိုအခက်ခဲတဲ့အခြေအနေမျိုးကြီးမှာကျွန်တော်မြန်မာနိုင်ငံသားချင်းချင်းကျွန်တော်ကပြန်လဲဖေးမတာမဟုတ်ပဲနဲ့တယောက်ကိုတယောက်အမျက်ထုတ်နေမယ်ဆိုလို့ရှိရင်ကျွန်တော်မြန်မာနိုင်ငံသားတွေကပူပြီးတော့မှခက်ခဲလာမယ်ပူပြီးတော့မှဆုတ်ယွလာမှဖြစ်တဲ့အတွက် ျွန်တော်ပြောပြချင်တယ်ကျွန်တော်မြန်မာနိုင်ငံသားတွေအားလုံးအဆင်ပြေဖို့ကကျွန်တော်အားလုံးဝိုင်းဝန်းပြီးတော့မှလှုပ်ဆောင်ရမှာဖြစ်တယ်ဒါကြောင့်မလို့ဒီနေ့မှာကျွန်တော်မြန်မာနိုင်ငံသားတယောက်အနေနဲ့အားလုံးကျွန်တော်တောင်းဆိုချင်တယ်အဲ့ဒါဘာလဲဆိုတော့ကျေးဇူးပြုပြီးတော့ကျွန်တော်တို့ကုန်ပစ္စည်းတွေစားတောက်ကုန်တွေကိုစီးမတက်ပါနဲ့ကျွန်တော်တို့အမျက်ကိုယ်တော်မှရှော့ပြီးတော့မှရောင်းလို့ရမယ်ဆိုရင်ရောင်းပေးပါလို့ကျွန်တော်မြန်မာနိုင်ငံသားတယောက်အနေနဲ့ကျွန်တော်ဒီကနေပြီးတော့မှအနှူးညွတ်တောင်းဆိုမြတ်တာရဲ့ခံချင်ပါတယ်လို့အားလုံးကျေးဇူးအများကြီးတင်ပါတယ်